အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့2002ခုနှစ်နှစ်ဦးပိုင်းကပါတီတွင်လေ့လာရေးစာရန်အဖြစ်ဖော်ပြခဲ့တဲ့အထွေထွေတွေ့ရင်မူရဲဘော်ဂျင်မောင်ရဲ့အတွေးမြင်တချို့ကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။ဒီစာရန်မှာလမ်းစဉ်အပ်ဒိတ်လိုအပ်ပုံသဘောတရားနဲ့လက်တွေ့ပေါင်းစပ်မှု ကဘာစနစ်အကြောင်းလွန်ခဲ့တဲ့22နှစ်ခန့်ကတင်ပြခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရဆိုတာနဲ့ပတ်သက်ပြီးစဉ်းစားတွေးခေါ်မှုဘယ်လိုပြည့်ကျစ်ဝါဒလဲစတဲ့ချက်လက်များက မျက်မှောက်နိုင်ငံရေးအခြေအနေနဲ့ဆက်ဆက်စဉ်းစားနိုင်ဖို့ပါရဲဘော်ဂျင်မောင်ရဲ့အတွေ့အမြင်ပါရှိတဲ့စရန်ကိုဆက်လက်ဖတ်ကြားတော့ပါတော့မယ်လမ်းစဉ်ဘာကြောင့် update လုပ်ဖို့လိုသလဲပါတီတွင်လေ့လာဖို့သာရေးတာဖြစ်လို့ update လို့သုံးပါတယ်။အပြင်ကိုထုတ်တဲ့စာရန်ဆိုရင်တက်နိုင်သမျှအင်္ဂလိပ်ဝေါ်ဟာရာကိုရှောင်းပါတယ်။ update ကိုအခြေအနေနဲ့အညီပြုပြင်ထားတော့လို့ရေးခဲ့ပါတယ်။သူ့ဝေါ်ဟာရာကနောက်ဆုံးလို့လည်းအတိတ်ပဲထွက်ပါတယ်။နောက်ဆုံးလို့ဘာသာမပြောင်းနေပါဘူး။နောက်ဆုံးဆိုတာလောကကြီးမှာရှိတာတာမဟုတ်လား။ဆိုဗီယက်ကြာဆုံးတော့ခမိုက်မိုက်ပညာရှင်တွေကသမိုင်းညီကုန်းချုပ်ပြီး အတွေးခေါ်ခြင်းတိုက်ပွဲပြီးပြီးယဉ်ကျေးမှုခြင်းတိုက်ပွဲသာရှိတော့မယ်လို့သဘောတရားထုတ်ကြတယ်။အခုတော့သူတို့လည်း update လုပ်နေကြရတယ်။9/11ဖြစ်ရကြောင်း update လုပ်ရတာပဲ။ဒီလိုဆိုတော့အကျန်းဖက်လောက်ကြံရေးဂိုင်းတဲအစွမ်းထက်လာပါလား။သူတို့ရဲ့ update သမိုင်းညီကုန်းဆရာကသူ့ဟောကင်းကိုအခုလို update လုပ်တယ်။ဆယ်နှစ်ကျော်ကပြောခဲ့တဲ့ဟောကင်းက တမိုင်းဖျက်တွေညီကုန်းချုပ်ပြီလို့ပြောတာမဟုတ်ကြောင်းသူပြောတာက modern ဗမာပညာရှင်တချို့က modern ကို modern ဘာသာပြန်မှပြည့်စုံတယ်ဆိုလို့တုံးကြည့်တာ liberal democracy ဒါတွေကရှေးခေတ်ပညာရှင်များတုံးခဲ့လို့တွေ့နေတဲ့ဝါဟာရမာဂိတ်ဆုံးပြီဈေးကွက်ကိုဗဟိုပြုတဲ့အရင်းရှင်စနစ်မှာတမိုင်းဘိန်းရက်သွားပြီလို့သာ ပြောတာဖြစ်ကြောင်းရှင်းချက်ထုတ်ပါတယ်တမိုင်းသာညီကုန်းချုပ်တာ တမိုင်းဖြစ်ရဲ့ညီကုန်းချုပ်တာမဟုတ်ဘူးလို့ပြောပါတယ်။အမေရိကန်ကကမ္ဘာနိုင်ငံရေးမှာ လွှမ်းမိုးတဲ့အင်အားဖြစ်ဆက်ရှိနေမယ်လို့လည်းကြုံးဝါပါတယ်။အတွေးခေါ်ခြင်းတိုက်ပွဲပြီးပြီဆိုတဲ့ပညာရှင်ကတော့အတွေးခေါ်ခြင်းတိုက်ပွဲမတ်စ်ပွာရာနဲ့ရင်းရှင်ဝါရပြိုင်ပွဲကိုရင်ညွှန်းတာပြီးပြီရင်ကျင်းမှုချင်းတိုက်ပွဲပဲရှိတော့မယ်လို့သူပြောခဲ့တာဟာအနောက်ရင်ကျင်းမှု ခရီးရလို့မသုံးပါနဲ့မွတ်စလင်ရင်ကျင်းမှုတိုက်ပွဲ ပြောတာမဟုတ်ဘူးလို့ညင်းနေပါတယ် အခုဖြစ်နေတာကစစ်အေးတိုက်ပွဲကိုမွတ်စလင်ချင်းချင်းတိုက်တဲ့စစ်ပွဲနဲ့အစားထိုးနေတာပဲလို့ဆိုပါတယ်မွတ်စလင်ညင်းစစ်ပွဲကနေမွတ်စလင်နဲ့အနောက်ယဉ်ကျေးမှုတိုက်ပွဲမွတ်စလင်နဲ့တခြားယဉ်ကျေးမှုတိုက်ပွဲစီကူးပြောင်းသွားတာတော့ရှိနိုင်တယ်လို့ဆိုပါတယ်သူ့ငโกစာသားကကူးပြောင်းတယ်လို့မသုံးပါစုခဲသွားတာလို့သုံးပါတယ်သွေးတွေယိုစီးနေတာကနေစုခဲသွားတဲ့သဘောရေးပါတယ် တန်တမန်အသုံးလုံးသုံးလိုက်တာပါမွတ်စလင်တွေနဲ့ဟိန္ဒူဗုဒ္ဓဘာသာဘာသာရေးဆန်တဲ့ကွန်ဖြူရှက်ဝါဒစတာတွေနဲ့လှည့်ပြီးတိုက်ပေးခြင်းလို့အနောက်ဝက်စ်ယဉ်ကျေးမှုနဲ့တခြား rest ယဉ်ကျေးမှုလို့သူကသုံးပါတယ်ပညာရှင်တွေဆိုတော့သူတို့ update လုပ်တာကိုတိုင်းကဝိုင်းကအရှိကြီးရေးကြပါတယ်ဘာတွေဘယ်လိုပဲရေးကြည့်သူတို့ရေးသမျှရဲ့အချုပ်က American မှန်တယ် ကြံတဲ့သူတွေမှားတယ်ဆိုတာပါပဲဗမာပြည်ထုတ်မဂ္ဂဇင်းတွေမှာဗမာပြည်ပညာရှင်တွေရေးတာဖတ်ကြရအောင်မှမို့ဒီလောက်နဲ့ပဲရက်ပါမယ်ဒီခန်းမှာအဓိကတင်ပြချင်တာကအားလုံး update လုပ်ကြတဲ့ခေတ်ရောက်ပြီဆိုတာပါပဲနှစ်ဗမာပြည်ကလည်း live ပြီး update လုပ်ကြတော့မယ်သူများတွေ update လုပ်တော့ဗမာပြည်ကဒီအရေးစိတ်ဝင်စားတဲ့သူတွေလည်း update လုပ်ကြပါလိမ့်မယ်၂၀၂ခုနှစ်ထဲမှာ ထုတ်မဲ့မဂဇင်းတွေစောင့်ဖတ်ပါအဲ့ဒီသူတွေထဲမှာ၃မျိုး၃စားတွေ့ရပါလိမ့်မယ်၁ဗမာပြည်ရှေ့ရေးစိတ်မအေးသူတွေသူတို့ကသူတွေဒီစိတ်တက်နဲ့လေ့လာကြတယ်ကိုယ်တိုင်လေ့လာရင် စာဖတ်သူတွေကိုအတွေးနယ်ချဲ့စေတယ်မာဆာလာတစ်ခေလုံးအခန်းအောင်းနေခဲ့ရာကနည်းနည်းပွင့်လာတဲ့နာဖဖွင့်ပေးတဲ့လောက်ပွင့်လာတဲ့တကားပေါက်ကနေမျောကြည့်ရင်တွေ့တဲ့ပြဖောက်တယ်ချတာတွေပဲ ရာဇဝတ်အိုးဒုံနဲ့မထိုးမိအောင်လဲသူတို့ရှောင်ပြီးရေးနေရတာဖြစ်တယ်။သူတို့နဲ့ပတ်သက်တဲ့ပါတီရဲ့သဘောထားကကျိုးဆိုတယ်အားပေးတယ်ပြည်သူအာဏာမှာရေးခဲ့ပြီးပြီ။နှစ်ဒီအမျိုးအစားကတော့တိတ်နေပါတယ်။ဒါပေမဲ့ဝါရင့်တယ်။နိုင်ငံရေးတဲ့တော်တော်လဲဖြတ်သန်းခဲ့ဘူးတယ်။အတွေ့အကြုံတွေလဲမနေဘူး။ကွန်မြူနစ်ဖြစ်လိုက်ကွန်မြူနစ်ပြက်ဖြစ်လိုက်မာဆာလာဖြစ်လိုက်မာဆာလာပြက်ဖြစ်လိုက် NRI ဖြစ်လိုက် NRI ပြက်ဖြစ်လိုက်နဲ့နောက်ဆုံးတော့နာဝတာနာဖခြံထဲမှာငြိမ်ဝှက်ပိပြားနေတဲ့သူတွေပဲသူတို့ကဘာသာပြန်တာလုပ်လို့မရှိဘူးအမှတ်တရားရှာနေတာလည်းမလုပ်ဘူးသူများအတွေးခေါ်ကိုတဆင့်ခံဖောက်တယ်ချတာကြီးလည်းမလုပ်ဘူးမတ်စ်ဝါရကြာဆုံးပြီးနလန်မထူတော့ဘူးဆိုတာကိုကိုယ်ပိုင်အတွေးခေါ်နဲ့ညှက်ရည်တယ်ရှင်းရှင်းပြောရရင်မောင်စူးစမ်းလိုလူမျိုးပဲဒီမိုကရေစီကို လက်နဲ့နဲ့လဲလို့လည်းမရခဲ့ရွေးကောက်ပွဲနဲ့လည်းမရခဲ့လို့ရသည်မြတ်နဲ့တင်းတိမ်မယ်ဆိုတဲ့အမျိုးအစားပဲမကြခင်ကဖတ်လိုက်ရတဲ့ထဲမှာနိုင်အောင် တိုက်မရရင်အညံ့ခံလိုက်ပါ သူ့အောက်ရှုံဝင်လိုက်ပါလို့နီလန်းပေးနေပါတယ်တရုတ်ကွန်မြူနတီလုံနေတာသူ့နီလန်းပဲလို့သခိုးသေးပေါ်ညှိပါတယ်သုံးအမျိုးအစားကတော့အတိုင်းအဝိုင်းနဲ့လောက်ကြတယ်ဒါပေမဲ့နေပယ်ကျင်းတယ် စာပေအနုပညာဝန်းဝိုင်းမှာပဲလှုပ်လေရှိတယ်။နိုင်ငံရေးကို မထိမတို့ရဲဘူး။ကွန်မြူနစ်ဆန့်ကျင်ရေးကိုတော့အယိုးဆွဲလှုပ်တယ်။ငယ်တုန်းကလည်းလှုပ် အခုလည်းလှုပ်တယ်။အမုန်းဆုံးသုံးခုမှာကွန်မြူနစ်ကိုထဲ့ပြအောင်ထဲ့ရတာကြည့်ပါ။ကြံတဲ့နှစ်ခုကတော့စိတ်ဝေဒနာရှင်တွေမှာဖြစ်လေရှိတဲ့ယောဂပါ။သူတို့ကနာအဖရဲ့ဘေးမဲ့လှုပ်ခံထားရလို့အနုပညာနယ်မှာဟိုတိုးဒီတိုးလှုပ်လေရှိတယ်။ အခုကိစ္စမှာသူတို့ကိုထည့်ရေးရတာက modern modern ဆိုပြီး modern နိုင်ငံရေးကိုခိုးကြောင်ခိုးဝဲလုပ်လို့ရှိလို့ပါသူတို့ ਨੇ ပတ်သက်လို့ကတော့ကျွန်တော်တို့သဘောထားကကျွတ်ထားလိုက်အရှိန်ကုန်ရင်ရက်လိမ့်မယ်ဆိုတာပဲနာဖာကဘေးမဲ့ပေးပေမဲ့လူလူက မပေးပါဟိုတိုးဒီတိုက်လို့လို့မရတာသိလာကြပါလိမ့်မယ်တော့အခြေအနေပြောင်းနိုင်လမ်းစဉ် update လုပ်ရမယ် အခြေအနေပြောင်းသလားမေးရင်တိတ်ပြောင်းတယ်လို့ဖြေမယ်။ဟိုတုန်းကလည်းစစ်စိုးရအခုလည်းစစ်စိုးရဘာပြောင်းလို့လဲလို့တချို့ကပြောကြတယ်။စာနဲ့ရေးတင်ပြတယ်။အုံနောက်သုံးပြီးလေ့လာပါ။ပြောင်းတာတွေ့ရလိမ့်မယ်။သဘောတရားနဲ့လက်တွေ့မပေါင်းဆက်တတ်ရင်ဆန္ဒစွဲအမှားဖြစ်တတ်တယ်။ဒီကိစ္စကိုအရှင်းဆုံးဖော်ပြနေတာက1946ကနေ1982တွင် ဗမာပြည်ကွန်မြူနစ်လှုပ်ရှားမှုတမိုင်းကြည့်ဖို့ပဲဘာကပနဲ့အလန်နီရဲ့ဖြတ်တမ်းမှုမှာအထင်ရှားတွေ့နိုင်တယ်အလန်နီခွဲထွက်တော့ညီကိုပါတီအတော်များများကဗမာပြည်မှာကွန်မြူနစ်ပါတီနှစ်ခုရှိတယ်လို့ပဲသတ်မှတ်ကြတယ်ပြန်လည်ညီညွတ်ဖို့ပြောကြတယ်တခင်ဆိုးမှာအလွန်ဂုံပြောင်တဲ့အစဉ်လာတွေရှိပါတယ်အရှိန်အဝါဩဇာလည်းရှိပါတယ်ဒါကြောင့်သူ့ကိုညီကိုပါတီတွေက လေးစားကြတယ် ဒါပေမဲ့ဒီဟာတွေကို သူ့အစွဲလမ်းနှစ်ခုကဖျက်ဆီးပစ်လိုက်ပါတယ်။ဆယ်စုနှစ်နှစ်ခုအတွင်းမှာသူ့အရှိန်အဝါတွေကျဆုံးသွားပါတယ်။နေဝင်းစစ်အုပ်စုအထူးသဖြင့်ဘိုးနေဝင်းကဘဂဗဆန့်ကျင်ဖို့မွေးထားတဲ့ကြေးစားအဖြစ်ကျဆုံးသွားရှာပါတယ်။သူ့အစွဲလမ်းနှစ်ခုရှိတယ်။တအချောင်းသမားအားလုံးနဲ့လမ်းခွဲမှ တော်လိုက်အောင်မြင်မယ်ဆိုတဲ့အစွဲဘိုးအောင်ဆန်းသခင်တန်းထွန်း ိုသိမ့်ဖေတို့ကပြုတ်ပြင်းလို့မရတော့တဲ့အချောင်သမားတွေတို့တတ်မှတ်ပြီးထိုးနှက်တိုက်ခိုက်တယ်။အထက်လန်းအောင်လန်းနှီးပေါင်းစုံနဲ့တိုက်တာဖြစ်တယ်။အထက်လန်းဆိုတာနိုင်ငံရေးတွေးခေါ်ရတီတီကြီးကြီးတိုက်တာ။အောင်လန်းဆိုတာပုံကိုရေးငယ်ကျိုးငယ်နာဟုတ်တာရောမဟုတ်တာရောရုပ်ရုပ်မှမှကြံ့ကြံ့တန်တန်ဆွဆွဲဆဲရတာ။ဒီလိုလို့တော့သူပဲပြည်တွင်းမှာလူလူနဲ့ကင်းကွာရတယ်။သူ့လမ်းစဉ်ကြောင့် လူတို့လှုပ်ရှားအောင်ကြွမှုမဖြစ်ဘူးလက်နက်ကင်တိုက်ပွဲမပေါ်ခဲ့ဘူးဘူးနှစ်တကဘာလုံးအတွက်စရုတ်ထအင်တာနက်ရှင်နယ်အလန်နီအင်တာနက်ရှင်နယ်ထောင်ရမယ်ဆိုတဲ့အစွဲလမ်းဒီအစွဲလမ်းကသူ့ကိုပြပမှာရှိတဲ့ညီကို ပါတီတွေအားလုံးနဲ့ရန်ဖြစ်စီတယ်သူ့အပေါ်တန်ရုံးစင်ပြတ်ကုန်တယ်ဘယ်သူမှ သူ့နဲ့ဆေးပေါ်ကြောပတ်မလုပ်တော့ဘူးသူ့ရဲ့အာနာသစ်ဂျာနယ်ကနေ မိုလိုတော့ဖ်မော်စီတုံးတို့ကိုစတာလင်ကိုမကာကွယ်ကောင်းလားခရူရှက်ကိုအပြက်ရင်မဆိုင်ကောင်းလားဆိုပြီးတောက်သုံးမကြတဲ့ခွေးဦးကြီးတွေလို့ဆဲရည်တယ်ပြည်တွင်းရောပြည်ပမှာပါတကောင်ကျက်ဖြစ်တဲ့သခင်ဆိုးဟာနေဝင်းခြံထဲမှာအသက်ထက်ဆုံးနေသွားတည်သွားရချာတယ်အစွဲလန်းဆိုတာကိုဖြစ်ချင်တာပဲကြည့်တဲ့ဆန္ဒဆွဲပဲဆန္ဒဆွဲဖြစ်ရင်ဘလောက်ပဲကြီးကျယ်သူဖြစ်ဖြစ် မိစာကုံစီခန်းဖြစ်ပြီးကြဆုံးရတာပဲတခင်ဆိုးသင်ကန်းစာကို မမေ့ကြနဲ့လမ်းစဉ် update လုပ်စေတဲ့အချိန်နေကဘာကြီးတစ်ခုလုံးပြောင်းနေတာဖြစ်တယ်ပြည်တွင်းမှာမြင်းမြင်းထင်ထင်ပြောင်းတာမတွေ့လို့မပြောင်းမှုမထင်ပါနဲ့တွေးခေါ်မှုမှာပြောင်းနေတယ်ဆက်လဲပြောင်းလဲအောင်မယ်ကဘာမှာဘာပြောင်းတယ်လဲ ID kit ဖြစ်လို့ တတိယလိုင်းခစ်ဖြစ်လို့စသဖြင့်တချို့ကကဘာကြီးအခြေခံကစပြီးပြောင်းလာလို့ဆိုကြတယ်မဟုတ်ပါဘူးအခြေခံကမပြောင်းပါဘူးလူဒန်းစားတွေအရင်တိုင်းပဲရှိနေတယ်သွေးဆုပ်ဖိနှိပ်မှုတွေရှိနေတယ်လူဒန်းစားတိုက်ပွဲတွေပုံစံအမျိုးမျိုးနဲ့ရှိနေတယ်ကဘာသူကဘာသားအများစုကငတ်ပြတ်နေတယ်နေပြော်တဲ့ကဘာအခြေအနေလို့သူတို့ကမထင်ကြဘူးဒါတွေက မပြောင်းပါဘူး ရှင်တန်းရောက်တိုင်းပြည်တွေမှာကော်လာပြားတွေနဲလိုက်လာပြီးကော်လာဘျူတွေများလိုက်လာတယ်မာ क्स ရဲ့ဟော်ဂိန်းမှားပြီးအခြေခံကနေပြောင်းလဲသွားပြီလို့ထင်ကြသူတွေရှိတယ်တမိုင်းရထားနောက်ဆုံးပူတာ liberal democracy မှာရက်သွားပြီလို့ ပြောသူတွေရှိတယ်ကဘာရွာကြီးဆိုတာမှာ American England စတာတွေမှာကော်လာပြားနဲလိုက်လာပြီးကော်လာဘျူတွေများလာလို့တကဘာလုံးများသွားတာလား UNDP ရဲ့စည်းရင်းသာကြည့်ကြပါတော့ဗမာပြည်မှာဆိုရင်အလုတ်ပိုလုတ်ငွေရှာဖို့စိုက်ကားနေရတဲ့စည်းကြီးတွေရှိတယ်တက္ကစီမောင်းရတဲ့အရာရှိရှိတယ်ဒါတွေကြည့်ပြီးကော်လာဗျူနဲ့ကော်လာပြာရောနှော်သွားခြင်းလို့တရားသဘောထုတ်လို့ရမလဲလား update ကိစ္စပဲရေးမှမို့ဒီကိစ္စကိုခြံထားခဲ့ပါမယ်ပြောချင်တာကကမ္ဘာအခြေခံလူမှုရေးစနစ်ကြီးကမပြောင်းဘူးဆိုတာပဲဘာပြောင်းတယ်လဲဆိုတော့ ကမ္ဘာနိုင်ငံရေးခင်းကျင်းကပြောင်းတယ်။ World Order ကို တိုးအောင်သာကမ္ဘာစနစ်လို့ရေးနေတာပါ။နိုင်ငံရေးခင်းကျင်းသဘောအတမကတိုင်းပြည်တွေရဲ့နိုင်ငံရေးတန်းစီစရာသဘောလည်းပါပါတယ်။အဲ့ဒါလေးပြောင်းနေတာပါ။ဟိုတုန်းကစစ်ကြီးပြီးစမှာအရင်ရှင်နယ်ချဲဂိုင်းနဲ့ဆိုဗီယက်ဆိုရှယ်လစ်ဂိုင်းပဲရှိတယ်။နေတိုးနဲ့ဝါဆောစစ်အုပ်စုရှိတယ်။နောက်ပိုင်းမှာစီးပွားရေးအုပ်စုလည်းနှစ်ခုရှိတယ်။အခုမရှိတော့ဘူး။ အရင်ရှင်နေချက်ဂိုင်းပဲကြံတယ်1940ခု48မှာလွတ်လပ်ရေးရလာတဲ့အိန္ဒိယဗမာပြည်တို့ဟာကမ္ဘာစနစ်အပြောင်းလဲမှာစောတယ်ပြောရမယ်နောက်တော့လွတ်လပ်တဲ့တိုင်းပြည်တွေများလာတယ်တတိယဂိုင်းကြီးဖြစ်လာတယ်ဂိုင်းကြီး၃ဂိုင်းဖြစ်သွားပြီအခုဂျာနီဂိုင်းကယာယီမြုပ်နေတယ်ဗမာပြည်ကိုတရုတ်နဲ့အိန္ဒိယနှစ်ဖက်ညှက်ပြီးဂျာနီဂိုင်းနဲ့ရောက်အောင်ပို့ပေးလိုက်တယ်အဲ့ဒီတော့မှ ဈာနေခိုင်းနေပါသွားတာပဲဈာနေခိုင်းနေရောက်တော့ကောင်းတယ်အစကအမေရိကန်ခိုင်းနောက်လိုက်မလို့လို့လောက်ခဲ့သေးတယ်ဘုံနေဝင်းလဲ1960ခွန်မှာအကဲဆန်းသေးတယ်ထားပါတော့စေအေးခစ်တုံးကအနေချောင်းခဲ့တယ်ထိုင်းစစ်အုပ်စုအာဏာရနေတော့အရှိဘက်ပဲမျက်နှာမူခဲ့တယ်ဗမာပြည်ဘက်မျက်နှာမမူခဲ့ဘူးအိန္ဒိယပါကစ္စတန်စစ်ပွဲတရုတ်အိန္ဒိယစစ်ပွဲ ဖြစ်တော့လဲဗမာပြည်ဂျာမန်ညက်ခဲ့ဘူး ဦးတန့်အောင်ကုလသမဂ္ဂရွေးမှူးချုပ်ဖြစ်ခဲ့သေးတယ်။လွတ်လပ်ရေးရတာကစစ်အေးခစ်ကြောင့်မဟုတ်ဘူး။လွတ်လပ်ရေးရတာကဗမာပြည်ကြုံရတဲ့ဒုတိယကမ္ဘာစနစ်ထဲမှာပါ။ကိုလိုနီတွေကနယ်ချဲ့ဂိုင်းကိုဆန့်ကျင်ကြတာဖြစ်လို့အလိုလိုဆိုရှယ်လစ်ဂိုင်းကိုလိုလားသူ ဖြစ်သွားကြရတာပါ။ဗမာပြည်မှာလွတ်လပ်ရေးတိုက်ပွဲဝင်တဲ့ဘဲပါတီများဆိုရှယ်လစ်ရေးကြီးမန်းချက်မထားတာရှိသလဲ။အားလုံးဆိုရှယ်လစ်လောကချီတက်ကြမဲ့ပါတီကြီးပဲ။ အခုတော့ဘဂဗလွဲ့ရဲ့ဆိုရှယ်လစ်လောကချီတက်မယ်မပြောရကြဘူးဗမာပြည်ကြုံရတဲ့ကမ္ဘာစနစ်၄ခုရှိတယ်ပထမဆုံးက စပိန်နဲ့ပေါ်တူဂီကမ္ဘာကိုလွှမ်းမိုးဗိုလ်ချတဲ့တော်ရစီယက်စာချုပ်1464စနစ်ပါငစင်ကဗမာပြည်ရောက်ပါတယ်ရခိုင်ပြည်အတုံးချခံရတယ်နက်ရှင်နောင်အမဲဆက်စွန်းတယ်မုဒ္ဒမဘရင်အညာခံရတယ်စပိန်နဲ့ပေါ်တူဂီကို ကဘာခွဲပေသူကပုပ်ယဟန်မင်းကြီးပါ ခရိယံမဟုတ်တဲ့တိုင်းပြည်တွေတင်းသွင်းဖို့သာသနာပြုဖို့လို့ဆိုပါတယ်အခုလိုဒီမိုကရေစီနဲ့လှုပ်ခွင့်ရေးမပြောပါဘူးငစင်ကသာသနာပြုပုံတော့သိပြီးဖြစ်ပါတယ်ဒုတိယကြုံတာက Congress of Vienna 1814-15စနစ်ပါလွတ်လပ်ရေးဆုံးရှုံးတာနဲ့လွတ်လပ်ရေးရတာအဲ့ဒီစနစ်ရှိတဲ့ကာလပါ အဲ့ဒီခေတ်အကြောင်းအားလုံးသိပြီးဖြစ်လို့မရေတော့ပါတတိယကစစ်အေးခေတ်လို့ပြောကြတဲ့ခေတ်ပါဒီအကြောင်းကတော့ကျွန်တော်တို့ပါတီဖျက်ဆန်းခဲ့တဲ့ခေတ်ပါတရားဝင် ပါတီဘဝဆုံးရှုံးရတဲ့ခေတ်ပြည်တွင်းစစ်ဖြစ်တဲ့ခေတ်ပါအကျယ်မချဲ့တော့ပါကျုံတို့မှပြောချင်တာကပါတီကတချို့လျှို့ဝှက်ချက်တွေကိုဖွင့်ပြောတာစပြီးလုပ်နေပါတယ်ဒီ classify လုပ်တဲ့သဘောပါအခုကြုံနေတာကစရုပ်ထစနစ်မွေးဖွားခြင်းပါ တန်းစီစရာအစ်အမေရိကန်ကချကြပါတယ်အမေရိကန်ဧကရာဇ်တပ်မှာဘသူက ထိတ်ဆုံးကနေဘသူကဘသူနောက်ကနေစသဖြင့်တန်းစီစရာချတာပါတို့ဘက်ကလားသူ့ဘက်ကလားကြိုက်ရရွေးကြားမရှိဘူးလို့ဘော့ရှ်အငယ်ကပြောတာဒါပါပဲဘော့ရှ်အတွက်အပြောလွယ်သလောက်အလုတ်ခက်နေတာ တွေ့ကြမှာပါဦးနင်းပဲ့ထောင်ဖြစ်နေတယ် တချို့ကအမေရိကန်ကြီးသူ့အရှိန်နဲ့သူအရှိန်လွန်ပြီးလဲပြိုတော့မှမြင်ပြီးအစင်ဘိန်းတက်ပေးခြင်းနဲ့လွတ်ထားခြင်းနဲ့တချို့ကတပည့်ခံတယ်လို့လည်းဝင်ပြီးဆရာလုပ်တယ်တချို့ကကိုယ့်ပြည်တနာကို ဝင်ပြီးရှင်းညင်ကြတယ်ကမ္ဘာနိုင်ငံရေးဇက်ခုံမှာအရှုပ်ထွေးဆုံးချိန်မှာအိန္ဒိယပါကစ္စတန်ကိစ္စပဲကြည့်ပါရင်ကျေးမှုချင်းထိတ်တိုက်တွေ့မယ်လို့ဟောတဲ့ဆရာကြီးကအစ္စလာမ်နဲ့ဆန့်ကျင်တာ West နဲ့ Rest တို့ update လုပ်တာဟာ Islam နဲ့ Hindu, Islam နဲ့ Buddha ဘာသာ, Islam နဲ့ Confucius ထိတ်တိတ်တိုးစေချင်တာပါ။အစွန်ရောက် Hindu ဝါဒီ BJP ကတော့ဝင်တိုးနေပါလေ။ Islam Pakistan ကစစ်မီးနှစ်ဖက်ကြားမညက်ချင်လို့ရှောင်ကျင်ပါလေ။အခုဖြစ်နေတာပြောတာပါ။ Internet မှာတင်တဲ့စာတမ်းတစ်ခုမှာ editor တယောက်ကပါကစ္စတန်သမ္မတမူရှရက်ကို ပြက်ပြက် မွတ်စလင်အခြေခံဝါဒီတွေဘက်ကရက်လိုက်ရင်သူရဲကောင်းဖြစ်မယ်လို့ပြောတဲ့မူရှရက်ကသူရဲကောင်းမဖြစ်ချင်နေပါတိုင်းပြည်အပြတ်မခံနိုင်ဘူးလို့တုံ့ပြန်နေဆိုပါတယ်အာဖဂန်စစ်မီးကူးဆက်လာမှနဲ့အိန္ဒိယကအချောင်းဝင်နိုင်ရင်စစ်မီးနှစ်ဖက်ညက်မှသူကြောက်မှာပဲစစ်မီးနှစ်ဖက်ညက်ရင်တိုင်းပြည်ပျောက်ကင်းရှိပါတယ်ဗမာပြည်အနေနဲ့လည်းအကောင်းဆုံးဖြစ်အောင်အနေတက်ရပါမယ်ပြည်ကျေးဝါဒလမ်းစဉ်ဟာ ဒီအတွက်ရည်ရွယ်ပြီး update လုပ်တာပါ တိုင်းပြည်ပျောက်ဖူးသလားပျောက်မဲ့အန္တရာယ်ရှိသလားပထဝီသဘောအရပြောတာမဟုတ်ပါနိုင်ငံရေးအရပြောတာပါပျောက်ဖူးတယ်နှစ်90ကျော်ပျောက်ခဲ့တယ်အင်းလိုက်ကသူ့ကိုအန်တုရခေါင်းလာဆိုပြီးဒဏ်ခတ်ခံရလို့ပါ ကလားပြည်ရဲ့ပြည်နယ်ဖြစ်ခဲ့ရတယ်ကဘာကဘာမှမသိပါဘာမှလို့ပြောရင်ဘာမှနဲ့လွဲပါတယ် မမာဘီကိုစိတ်ဝင်စားသူများလာတယ်လို့ပြောတာဟာဒီဟာနဲ့နှိုင်းရှင်ပြီးပြောနေတာပဲအိန္ဒိယရဲ့ပြည်နယ်တွေဆိုတာအကြီးကြီးတွေဒီထဲမှာဗမာပြည်နယ်ဆိုတာကရောသွားပါတယ်ပျောက်သွားပါတယ်ကမ္ဘာစနစ်တရေတီစဲကာလမှာလဲတိုင်းပြည်ပျောက်မဲ့အန္တရာယ်ရှိပြန်ပါတယ်သူများရဲ့ရင်ခွင်ပိုက်နိုင်ငံဖြစ်မဲ့အန္တရာယ်လည်းရှိပါတယ်ပါကစ္စတန်ကအာဖဂန်လိုဖြစ်မှာကြောက်နေတာထင်ရှားပါတယ် အာဖဂန်ကရင်ဝင်ပိုက်နိုင်ငံတကယ်ကိုဖြစ်နေပါပြီ။ဒါကရင်ဝင်ပိုက်နိုင်ငံ ဖြစ်တဲ့နမူနာ။အာဂျင်တီးနားကြည့်အကျွေး132ဘီလီယံမဆက်နိုင်လို့ဒုက္ခတွေ့နေတယ်။ American Dollar ကိုတိုင်းပြည်ရဲ့တရားဝင်ငွေကြေး Dollarize လုပ်ကြည့်တဲ့မသိစဉ်းစားနေရတယ်။ပနမာ၊ Ecuador အဲဆာဗေဒိုတို့က Dollarize လုပ်ပြီးပြီ။သူတို့ကနိုင်ငံငယ်တွေလူပြူလူမဲ့ ွေးရောနေတဲ့လူမျိုးတွေရဲ့နိုင်ငံတွေပဲအာဂျင်တီးနားကတော့လူပြူနိုင်ငံစစ်စစ်ဒါကြောင့်လဲ132ဘီလီယံကျွေးယူလို့ရတာနေမှာပါဒေါ်လာ rise လို့ရင် တိုင်းပြည်အချုပ်ချာအာဏာတစိ့တစ်ပိုင်းပျောက်သွားတာပဲစစ်အစိုးရပျောက်သွားရင် အကူအညီအထောက်ပံ့ချင်းငွေရင်းနှီးမြှုပ်နှံမှုတွေတလဟောဝင်လာလိမ့်မယ်လို့စိတ်ကူးရင်နေလို့မဖြစ်ဘူးအာဂျင်တီးနားပုံစံဝင်သွားမယ် ဗမာပြည်ကဘီလီယံတရာကျော်မပြောနဲ့30ကျော်တောင်ရဖို့မမြင်ပါဒါပေမဲ့ကျွေးရတိုင်းမကောင်းပါတိုင်းပြည်ပျောက်တဲ့ပုံစံတွေကတိတ်များပါတယ်တိတ်ထားတဲ့ပုံစံအပြင်မတိသေးတဲ့ပုံစံတွေလည်းပေါ်လာပါလိမ့်မယ်ဒုတိယကမ္ဘာစနစ်တုန်းကလို့ဗြိတိရှဘာမာတော့ဖြစ်เสียမှာရှိပါဘူးမော်ဒန်ပုံစံပဲဖြစ်ပါလိမ့်မယ်လေးမှားတဲ့စဉ်းစားနည်း 1958ဖတ်စပလကွဲတုန်းကတံမရသည်တလုံးနှစ်ချမ်းခွဲလေနှစ်ချမ်းစလုံးချင်တာပဲဆိုတဲ့စင်စန်ဒီပေါ်ဘူးတယ်ဖတ်စပလအစိုးရနဲ့ဆယ်နှစ်တိုက်နေတဲ့သူတွေဆိုတော့ဖတ်စပလကိုမုံတာတဘာဝကြတယ်တော်တော်များများကလက်ခံကြတယ်အဲ့ဒီစင်စန်ဒီတံမရသည် စင်စန်ဒီဟာ မှားပါတယ်နိုင်ငံရေးဖွဲ့စည်းပါတီစစ်တပ် တို့ဟာတမယာသီးလိုတတ်မဲ့တွေမဟုတ်ပါစိတ်အုပ်စုကိုလည်းပဒုတစ ခွဲရပါမယ်ဘာတွေမတူလဲဆိုတာ သူရတနာပြုစူးစမ်းလေ့လာ ခွဲခြံစိတ်ဖြာရပါမယ်ပနဲ့ဒုတွေကအတော်များများ NL ဖြစ်နေတာကိုကြည့်ပါ1988တုန်းကမျိုးจิตတက်မှုဟောင်းများအခန်းကြည့်ပါဘိုးအောင်ကြီးအခန်းလည်းပြစ်ပယ်လို့မရပါအလွယ်လန်းမလိုက်ပါနဲ့ စူဇန်လေလာခွဲချမ်းစိတ်ဖြာတာလောက်ရပါမယ်။လီနင်မော်စီတုံးတို့ရေးတဲ့လဝဲတငယ်နာနဲ့လောက်ဟန်ပြုပြင်ရေးစရန်တွေတန်ပကူစတာတွေပြန်ဖတ်ကြပါ။သူတို့ဟာသဘောတရားပေါ်မှာပဲအိတ်မနေကြပါ။လက်တွေနဲ့ပေါင်းဆက်ကြပါတယ်။ဒါကြောင့်အောင်းမွေးရတာပါ။တက်ရောင်ကပညာပြရင်မှားတတ်ပါတယ်။မော်စီတုံးရေးထားတာနဲ့ချွန်လိုင်းလက်ရွေးစင်တွေက သူ့အစီရင်ခံစာတွေဖတ်ကြည့်ပါ။ ရှီအန်ရေခဲမှာဝင်ပြီးလုပ်ပုံကြည့်ပါ1981 82မော်စီတုံးနဲ့ချွန်ရင်တိုင်းတို့လုပ်ပုံကြည့်ပါသူတို့ policy အောင်မြင်ခဲ့ပါတယ်ဘယ်လိုပြည်ကျစ်ဝါဒလဲပြည်ကျစ်ဝါဒတက်တက်ဂိုင်ဆွဲသူတွေအများကြီးရှိပါတယ်ကွန်မြူနတီကမတ်စ်ဝါဒနဲ့ပေါင်းဆက်ပြီးဂိုင်ဆွဲရပါမယ်နယ်ချဲ့ဆန့်ကျင်ရေးဆိုပြီးအမေရိကန်လုံးသမယဆန့်ကျင်ရေးမဟုတ်ပါဘူး ဒီမိုကရေစီရင်းတဲ့လူမှုတိုးတက်ရေးဒန်းသူသွေးစည်းညီညွတ်ရေးကိုအထောက်အကူပြုရင်ဘာလို့ဆန့်နေရမှာလဲဗမာပြည်အတွက်အကျိုးရှိမရှိနဲ့သာဆုံးဖြတ်ရမှာဖြစ်တယ်ဗမာပြည်အကျိုးမရှိတာပြောလာလှုပ်လာရင်ဆန့်ကျင်ရမှာပဲကပအခင်းကျင်းသစ်ချနေခြင်းဖြစ်တယ်ဆိုတာသတိပြုပါပဒုတကပအခင်းကျင်းတွေတုန်းကသူတို့အင်အားကြီးတွေချထားတဲ့ဘောင်ထဲဝင်ကကြရတာပဲမင်းပါကြီး ရခိုင်ရှင်ဘီရင်နတ်ရှင်တော်တို့ပေါ်စေတဲ့ပထမကဝါစနစ်စစ်သုံးကြိမ်ဖြစ်နန်းလူဘော်တွေတစ်ချိန်ချင်းဖြစ်ပြီးပါတော်မူမှပဲတစ်ဆက်သိမ့်ရတဲ့ဒုတိယကဘာစနစ်နဲ့ဖာဆပလာဆိုရရဲ့နိုင်ငံရေးဝါဒကဏ္ဍမငြိမ်ဖြစ်တာရဲ့နေဝင်းရဲ့1969စွန်စားကန်းရဲ့ဓာရီဖြစ်စေတဲ့တတ္တရာစနစ်အဲ့ဒီစနစ်၃ခုမှာကမ္ဘာခင်းခြင်းမှာကိုကလိုက်ပါကခဲ့ရတာပဲကိုကနောက်လိုက်ပဲ ပထမနဲ့ဒုတိယစနစ်တုန်းကစနစ်ရှိမှန်းမသိဘဲဝင်ကရတာပဲတတိယစနစ်ကျတော့သိတယ်ကိုဆန္ဒနည်းနည်းပါလာပြီအခုစရုဒ္ဓစနစ်မှာကအဲ့ဒီလိုမဟုတ်ဘူးစနစ်ချနေတဲ့အထဲကိုကအတိရှိရှိနဲ့ပါရမှာဖြစ်တယ်ဒါကြောင့်အနေတက်ရမယ်လို့ပြောနေတာပဲလောက်ထားရမှာကစေအုပ်စုအကျိုးသာကြည့်တဲ့စစ်အစိုးရကို အမြန်ဖယ်ရှားဖို့ပြည်ချစ်ဝါဒအရလုံမဲ့ အမျိုးသားညီညွတ်ရေးအစိုးရနဲ့အစားထိုးဖို့မြန်မြန်လုပ်နိုင်ရမယ်။အခုဗမာပြည်ရဲ့အကြက်တဲကအာနာနိုင်ငံရေးပြဿနာဖြစ်တယ်။စစ်တပ်ကိုစစ်တမ်းလျားပြန်ပို့နိုင်မှ စစ်အုပ်စုဖျက်သိမ်းနိုင်မှနိုင်ငံရေးအာနာပြဿနာပြေးလည်မယ်။အမျိုးသားညီညွတ်ရေးဆိုတာပြည်ချင်းနိုင်ငံရေးအင်အားစုတွေရဲ့ညီညွတ်ရေးပဲ။ရှိသမျှနိုင်ငံရေးပါတီတွေအားလုံးညီညွတ်ရေးကိုပြောတာမဟုတ်ဘူး။အဲ့လိုမျိုးဘယ်တော့မှမရှိဘူး။ 1945-46ကလည်းစောစိတ်မော်နဲ့မငြိညွတ်နိုင်ပါဘူး။ဆွေးနွေးကြဖို့ပဲ။၂၀ရက်တလ2000နှစ်